ချို့ကပြောကြတော့ဟိုတယ်เจ้าလည်းမပြောတော့ဘာမှလည်းမပြောတော့ဆိုဟိုတယ်စီကတခုခုများယူထားတာလားပါဇက်ပိတ်လိုက်ပြီလားဆိုအဲ့လိုတွေပြောကြတယ်ဆိုတော့အဲ့မော်လို့လူတွေကလည်းအမျိုးမျိုးပါပဲလားပေါ့နော်သူတို့ပြောတာတော့နောက်ဆုံးဒီသူတို့တေသွားတဲ့သူတွေနောက်ဆုံးကောင်းမှုကုသိုလ်လုပ်ဖို့အတွက်ပေါ့နော်ဟိုမျက်နှာချင်းမဟုတ်ဘူးသူတို့ကမအဲ့လိုပြောတာအမေမပြောလိုက်ပါလေမယူနိုင်ဘူးလို့အဲ့ကြောင့်မို့လဲမနောက်ဆုံးဒီဆောက်တင်လိုက်တာတင်လိုက်တယ်ဆိုတာလဲတိအောင်လို့ပဲ ကိုလိုခံစားချက်ကိုတော့တကယ်မခံစားပါစေနဲ့ဒါတော့တကယ်ဆုတောင်းပေးပါကိုလိုအပူကိုကိုယ်စီမှာပဲငြိမ်းစေချင်တယ်တည်လားကိုရရတော့28ရက်နေမှာသူ့ နောက်ဆုံးမြင်လိုက်ရတော့ပေါ့နော်28ရက်ကိုပဲကိုကမှန်းပြီးလှုပ်လိုက်တာပေါ့နော်ဒါတို့ဘေးချိန်မှာအသက်ထွက်သွားတယ်ဆိုတော့ကိုကတော့အတိအကျပြောလို့မရဘူးပေါ့နော်မှန်းမှန်းနဲ့လှုပ်ရတာပေါ့ဟုတ်အကြောင်28ရက်ကိုပဲတလားပြည့်ယူလိုက်တော့တယ်လာတိုင်း28ရက်တိုင်းကိုတွေကမိသားစုတွေကတော့တို့ဒီရအောင်မေးပေါ့နော်အများရန်တော့လှုပ်ဖြစ်မယ်လို့တော့စဉ်းစားထားတယ်ပေါ့ကိုတွေဖြစ်တော့ကတော့လေဟိုဘယ်လိုပြောမလဲဖြစ်နေတော့ကတော့ သူကမအဲ့သူတို့လွမ်းမို့ချိန်မရှိခဲ့ဘူးလွမ်းလည်းမလွမ်းရသေးဘူးဟိုဘယ်လိုပြောမလဲခုကြတော့လေအိမ်ပြောက်တော့ပူဆိုးတယ်ဘယ်နေရာကြီးကြီးသူတို့အရေးတည်ကြီးပဲစိုးစားရကိုလဲဒီရတဲ့ချိန်ညာတော့ငိုတာပေါ့လွမ်းနဲ့ငိုတယ်ပြီးပေါ်စဉ်းစားငါဘာလုပ်ရအောင်မလဲငါဘာလုပ်ရအောင်မလဲအဲ့လိုအဲ့လိုပြောရင်တော့လေမရှိခဲ့ဘူးဒါပေမဲ့လည်း အဲ့ gray ဘောမှာဖြစ်နေတော့အချိန်လုံးကတော့အိမ်မက်ပေးတယ်အမျိုးသား၉ရက်နေပြုံမဲ့နေမှာတော့မနက်ပိုင်း၂နာရီလောက်အိမ်မက်မှာပဲပြန်အိပ်လို့မရတော့အဲ့တော့သူကဘာလဲဆိုတော့ဖလန်သားဖလန်ထယ်လေးအကွက်စိတ်စိတ်ကလေးအဲ့စိတ်စိတ်ကလေးပို့ထားတယ်ဘောင်းမီကဂျင်းဘောင်းမီကအကွက်သူဝင်နေကြပုံစံအကွက်ပဲအဲ့ဒါကိုအသားအနှူးရောင်လေးနဲ့သူအဲ့လိုမျိုးပေါ့ငါတို့ပြောမယ်ဆိုအာယူမန်တည်ရမလားပြန်တက်တယ်လို့မျိုးအဲ့လိုမျိုးပြန်လာအဲ့လိုပြန်တက်သွားတာမှတော့အမေတော်ပြောလိုက်တယ်အဲ့ဒီမနက်မေးလို့ဒီနေ့အိမ်မက်ကောင်းတယ်လို့မိသားနဲ့တွေ့ရတော့မယ်လို့ အဲ့လိုပြောလိုက်တာကိုအဲ့လိုပြောရင်ကို6နိုင်လောက်ကိုမှပြူရဆင်းသွားတာအဲ့နေပြိုတဲ့နေပဲနေလေလောက်နေလေလောက်မှ12နိုင်လောက်မှအဲ့ဟိုဟာကြီးပြိုကြတာကိုထင်တာတော့သူအဲ့နေလောက်မှသူအသက်ထွက်သွားမယ်ကိုထင်တာပဲကိုထင်ပြောပြတာနော်ကိုရှင်းရှင်းလေးမှတ်တာအိမ်မက်ကဘာမှမမှတ်ဘူးအဲ့ဒါပဲမှတ်တာသူနောက်ဆုံးညတူတောက်ခံခဲ့မှာပေါ့နော်အဲ့ဒါပြီးဘာမှမမှတ်တော့အိမ်မက်ကအဲငါထင်တာ6ရက်နေမှပြိုပြီးတော့နောက်4ရက်ကျော်မှတွေ့တာလေ73ရက်ကျော်မှတွေ့တာဆိုနောက်4ရက်ကျော်မှတွေ့ရဆိုတော့ အလိုပဲစဉ်းစားစဉ်းစားဒီ၄ရက်ကျော်ဆိုရဲဟာဓာတ်ပေါ်တရားတော့အဲ့လောက်တော့ဖြစ်မှာပေါ့သိလားဒါအစိုးရရဖြစ်တယ်ဆိုရင်တော့မမှတ်မိတော့ဘူးအကုန်လုံးအကောင်တိုင်းမှာအကုန်လုံးအကုန်လုံးအင်းကြီးဆိုရဒီတိုင်းဟွာပေါ့နော်အကုန်လုံးအဲခလေးရာစာအကုန်လုံးကျမသမီးလေးဆိုရင်ခွဲတဲ့ချိန်မှာအငယ်လေးဆိုပေါင်းဆိုအရစ်ရစ်တွေနဲ့ပြည့်တိုင်းမှာပုံသမီးကြီးဆိုလည်းဒီလိုအိတ်နေတဲ့အတိုင်းတွေပဲအဲ့လိုမြင်တော့ကိုကတော့နောက်ဆုံးမစိတ်ချသွားတယ်နောက်ဆုံးသူ့ခေနဲ့ရှိနေတာကိုစိတ်ချသွားတယ် သူ့ဖေရဘယ်ဘက်မှာသူသမီးကြီးညာဘက်မှာသူသမီးအငယ်အင်ကူလေးနဲ့ဆိုတော့သူအကုန်လုံးဖတ်ထားပြီးတယ်သူ့ကိုသူ့ဖေကိုယူတဲ့အချိန်ကျမှအကုန်အောက်ကရတယ်ကိုကိုတော်တော်များများထင်ကြမခံစားနိုင်ဘူးထင်တော့ဒါပေမဲ့လေမအရန်ကိုစိတ်ကိုရှော့ချသွားဘာအောင်မြင်တဲ့အချိန်မှလေဘာဖြစ်ငါငါသမီးတွေကြောက်ရလာနဲ့မထွက်သွားအောင်ဘာဖြစ်သူ့ဖေကပပရှိရလို့ပြောခဲ့မှာပဲ ပပရှိရပပရှိရလို့ပြောခဲ့မှာပေါ့အဲဆိုတော့သူတို့လေတတောက်တတာနဲ့ထွက်သွားရတယ်ပေါ့နော်နောက်ဆိုသူတို့မျောရင်းနဲ့သူတို့ထွက်သွားမယ်မသိထွက်သွားရတာပေါ့နော်အဲ့လိုဆိုတော့ကိုယောက်ျားလဲသူ့ဘက်ကဒီတောင်းဝင်ခြင်းဘိုးလဲမကြံနေသေးတဲ့အတွက်ဘိုးလုံးမဲ့လုံးတောင်းဝင်ရင်မဟုတ်လုံးတဲ့နဲ့လုံးအကုန်လုံးအားကြောင့်မို့လုံးနေတယ်ပေါ့နော် အကြောင်းစဉ်းစားတယ်ငါဘာလို့ဖို့ကြံနေလဲငါဘာလို့ဖို့ကြံနေလဲတွေးတယ်တွေးရဲ့ချိန်ပါအခုဖြည်းဖြည်းချင်းလိုက်လုပ်နေတာပေါ့ဒါလည်းဒီဘက်ကကြံနေတဲ့ဟာသူ့ရဲ့အဖွားတွေအတော်တွေအဖိုးတွေအကုန်လုံးဟိုဒီဒီလိုဖြစ်အောင်အကုန်လုံးကသူတို့ရဲ့ supporting လည်းပါတယ်အကုန်လုံးဒီမှာတော့ကံကံရှင်းတော့တောင်းခံထားတာပေါ့နော်ကိုလဲလို့မရဘူးကိုလဲရင်သူတို့ကိုစိတ်ညစ်သွားမယ်အဲ့တော့ဘာဖြစ်လဲကိုက တောင်းခံပြီးကိုလို့ဆရာကြီးဆက်လုပ်တယ်သူတို့ကနောက်ကကို supporting ပေးတယ်ဒီလိုနဲ့တို့တစ်ခုပြီးတစ်ခုလူဖြစ်နေတာပေါ့နော်အလူတန်းတွေတစ်ခုတစ်ခုမပြတ်အောင်လှုပ်ပေးလှုပ်ပေးနိုင်တာပေါ့အဲ့ပေါ့ဒါနောက်ဆုံးမှတော့ဘာပဲဖြစ်တရားတော်နဲ့ကြည့်မယ်ဆိုတချိန်ညရတော့သွားရမှာကြီးပဲကျမ်းမာရေမကောင်းလို့ပြုစုပြီးသွားရတာနဲ့ရုတ်တရက်ကြီးသွားရတာတော့အချိန်တွေကအများကြီးကွာတယ်ပေါ့တယောက်ချင်းသွားတာနဲ့အပြုံလိုက်သွားတာလည်းအများကြီးကွာတယ်ကျိုးစားမှာပေါ့ကိုလက်ခံလိုက်တယ် ငါလည်းတနေ့သွားမယ်။ငါမသွားလိုက်ရတဲ့အတွက်ငါဘာလုပ်ရမလဲ။ငါလုံးတင်တာတွေဘာရှိသေးလဲ။အဲ့လိုစဉ်းစားလဲချိန်မှာသူတို့အေဂျင့်သွားတဲ့အတွက်သူတို့အေဂျင့်ပြီးငါအေဂျင့်မို့ကျန်တယ်။အဲ့တော့ငါအေဂျင့်မို့ငါဘာလုပ်ရမလဲ။အဲ့တော့အခုအခု၄ရက်နေကြရင်အမိငယ်လေးကြောင်းမှလို့ဖို့ပြောထားတယ်။၅ရက်နေကိုဒီလရှင်ဝတ်မယ်ပေါ့။မတရားစကမ်းဝတ်မယ်။ဒီလရှင်ဝတ်မယ်တလားတလားပြေလာပြီးပြန်လာရင်ကိုလုံးဆရာရှိအလုပ်တွေလုပ်ရမယ်။ကိုအလူလုပ်ချင်ပတ်စံရှာမယ်။ အဲ့တော့ဘာဖြစ်လဲလှုပ်လှုပ်အောင်လှုပ်လှုပ်ပြီးကိုလူတိုင်းတိုင်းလှုပ်မယ်ကိုသွားကျင်တဲ့အရာကမှန်ကအဆန်နဲ့ခင်းရတာပဲဆိုတော့ရေလှုပ်လှုပ်ဖို့လည်းပြန်စဉ်းစားအောင်ပေါ့နော်အဲကိုကိုတူထောင်ပြီးွားကိုအေးချမ်းသွားပြီဆိုလို့ရှိရင်ပြောတာပဲ ားချက်ကိုတော့တကယ်မခံစားပါစေနဲ့ဒါတော့တကယ်ဆုတောင်းပေးပါကိုလိုအပူကိုကိုစီမှာပဲငြင်းစေချင်တယ်သီလာဒီရပြားဆုတောင်းလိုက်အတိုင်းပဲဘုရားရှိခိုးပြီးဝစ်ပြူခဲ့တဲ့ချိန်တိုင်းလည်းအတိုင်းပဲကိုကိုကိမှုဆယ်ပါကတော့ပြီးနေတာကိုပေါ်စော်ကားရလို့ရှိနေတာကိုကကြေးဖို့ပြန်ပြီးဆုတောင်းရအောင်အဲ့လိုပဲသူတို့လည်းဆုတောင်းပေးတယ်ကိုရဲ့ခံစားချက်တိုင်းသူတို့မခံစားပါစေနဲ့တကယ်လည်းမခံစားပါစေနဲ့အရင်တည်းကစကား ဒါပေမဲ့ကျင်တတ်လားမင်းရောကိုလည်းပုထုဇဉ်လေးလေကျင်တတ်မလားကျွန်တော်မကျင်တတ်ဘူးဒါပေမဲ့မခံပါမခံစားစေကိုလိုအပူကိုစီမှာပဲပြီးပါစေဟာလေကိုခံနိုင်တော့ဘောကိုခံကိုခံပြီးသွားပြီကြောက်ကြောက်စိမ့်တော့မဟုတ်ပါဘူးကြောက်စိမ့်ဟိုအပွင့်နေမှာအရေးပွင့်နေတယ် မဒါနောက်ဆုံးသူနဲ့ပြောခဲ့ပြီးအကုန်လုံးကသူတို့ရုံးချုပ်ကလူကိုယ်တိုင်မဟုတ်လားညီရပြောပြီးွားရင်အမနင်းနာခြင်းလည်းမလိုခြင်းဘူးငါမလိုခြင်းဘူးဒါပေမဲ့မအမျိုးသားနောက်ဆုံးဒါမတို့လောက်တော့မယ်နော်အလုပ်လုပ်တော့မယ်ဆိုပြီးတော့နောက်ဆုံးပတ်စံမို့မတို့ရင်းနှီးထားတဲ့ပတ်စံမအပြည့်လည်းမတောင်းတဝက်ဆိုရပြီမပေးပါသူတို့ပြောခဲ့တယ်ဒါပေမဲ့သူတို့ကဘာပြောလဲသူကလူဝဲတာဝန်ယူတယ်တဲ့ဒီစည်းတာဝန်ယူလို့ဟိုတယ်ရဲ့ထုံးစံမှာโอเคရတယ်ဆိုဘာမှမလုပ်နဲ့တော့ အကြောင်မလည်းနောက်ဆုံး post တင်ခဲ့တာပေါ့နော်တင်တယ်ဆိုတာဒါကလည်းလူဆိုတာကလည်းအမျိုးမျိုးပေါ့တိလာဟိုအရန်တရားပြလို့ရှင်လဲပတ်ဆက်ယူလိုက်လို့လားလို့မြင်ကြတယ်ဒါလူတဘာဝပဲဒါတူတူကိုကိုပဲအရန်အပြောလွယ်ကြတဲ့ချိန်လေအခုချိန်ကအပြောလွယ်တဲ့ခေတ်အဲဆိုတော့ကိုကနောက်ဆုံးဒါကိုပြန်တင်ပေးလိုက်တာကိုမယူတာဟုတ်ဖြစ်တဲ့အကြောင်းဒါကျန်တဲ့လူယူတာတို့ရဲ့အလုပ်ဒါတို့ရဲ့ဆုံးဖြတ်ချက်တို့နဲ့တို့တို့ကိုနဲ့မဆိုင်ကိုဆုံးဖြတ်ချက်ကကိုကကိုရဲ့အမကိုနောက်ဆုံးစကားတစ်ခုပြောခဲ့ပါတယ် သူတို့ကဘာမှမသိဘူးလို့မောက်ပြောခဲ့တာမောက်ပြောတယ်ပစ္စည်းတစ်ခုကိုဖိုးထားမယ်ပေါ့နော်ဖိုးထားတဲ့ပစ္စည်းကိုကိုသုံးတဲ့အချိန်တိုင်းမှာကိုကိုလုံလားပေါ့အဲ့စကားထုံးသူတို့ပြောခဲ့တယ်မောက်ရှိမောက်အဲ့စကားပြောခဲ့သူတို့မေးလို့ရတယ်မောက်မလုံမလုံတော့မောက်မယူနိုင်သူတို့ပြောတာတော့နောက်ဆုံးဒီသူတို့တေသွားတဲ့သူတွေနောက်ဆုံးကောင်းမှုကုသိုလ်လုပ်ဖို့အတွက်ပေါ့နော်ဟိုမျက်နှာချင်းမဟုတ်ဘူးသူတို့ကမောက်လို့ပြောတာအမေမောက်ပြောလိုက်ပါတယ်မယူနိုင်ဘူးလို့ အကြောင်းမို့လဲမနောက်ဆုံးဗီဇာကိုတင်လိုက်တာတင်လိုက်တယ်ဆိုတာလဲတိအောင်လို့ပဲတချို့ကပြောကြတော့ဟိုတယ်အကြောင်းလည်းမပြောတော့ဘာမှလည်းမပြောတော့ဆိုဟိုတယ်စီကတခုခုများယူထားတာလားပါဇက်ပိတ်လိုက်ပြီလားဆိုအဲ့လိုတွေပြောကြတယ်ဆိုတော့အဲ့တော့အော်လို့လူတွေကလည်းအမျိုးမျိုးပါပဲလားပေါ့နော်ဒါပေမဲ့ရတယ်ငါရေးလိုက်မယ်ဒါပေမဲ့ဘယ်တော့ဆိုလဲမှမရေးပါမသဘောထဲမှာဝင်ကြည့်လို့ရတယ်မမဒါမှမယူတဲ့အကြောင်းဒါမှပဲရေးခဲ့ဒါပဲမှအကြောင်းလဲဆိုတော့ဘာအိမ်မမမပေးဘူးလေ ကလေးဆိုတယ်ဘာဖြစ်အရန်ဖြူစင်တယ်သူတို့သူတို့အုံနောက်ထဲမှာဘာမှမရှိဘူးသူတို့စားမယ်အိတ်မယ်ကစားမယ်ဒါပဲရှိခဲ့ကလေးဆိုတော့ဟိုကိုလုတ်ပေးတဲ့ကုတူလည်းထပ်တူရမယ်လို့ထင်တယ်ဒီထက်ကောင်းတဲ့ဘဝကိုလည်းသူတို့ရောက်မယ်ထင်တယ်အဟိုအင်္ဂလိပ်ဆိုလည်းမားတို့ဆိုရင်ဒါမားတို့မိသားစုဘေးပဲတော်တော်မသမီးရဲ့အကြောင်းတွေအမျိုးသားအကြောင်းတွားသူ့ဆိုမှအမြဲတမ်းထဲ့တယ်မားတို့မိသားစုကဒါမားတို့လုတ်ပေးတော်တော်မားတို့အရန်လုတ်ပေးရလို့တော့ပြောတာမဟုတ်ဘူး ဒါပေမဲ့သူတို့မဆီမှာခိုးနားခဲ့တဲ့အတွက်မတို့လက်လွတ်စပယ်မလုပ်ခဲ့ဘူး။သူအဲသူတို့သူ့ဆိုရင်မဆိုရင်နောက်ဆုံးမပြောခဲ့ပါနဲ့။ဒီထက်ကောင်းတဲ့နေရာကိုသွား။နင်းကိုလိုလိုက်မဲ့သူစီကိုသွား။နင်းစိတ်တိုင်းကျလှုပ်ပေးမဲ့သူစီကိုသွား။သူဆိုလည်းအရန်တော်တယ်။ဖျားတရားလုပ်တဲ့ကလေးပဲ။လူတွေကပြောတာမကောင်းတဲ့လူအရင်ခေါ်ရဆိုမဟုတ်ဘူး။နောက်လာမှကဲဆိုသူတို့မကဲ့ မခံစားရအောင်လို့တွားကြအောင်အကုန်လုံးတော့တော့အဲ့လိုပဲခံယူတော့တော့လာမယ့်ကက်တွေကိုမတော့ရင်ဆိုင်ရအောင်မရင်ဆိုင်ဖို့တော့လည်းပြင်ဆင်ရအောင်မယ်